ရုတ်ထအချိန်ရောက်ဖြစ်ကျင်းပါတယ် လူအခွင့်ရေးလူကုန်တိုက်ခါနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြည်ရင်းမြပါမှတ်တမ်းရုပ်ရှင်တွေဇလန်းတုံရုပ်ရှင်နဲ့အနီမေးရှင်းရုပ်ရှင်တွေ အပါအဝင်အားလုံးပေါင်းဇကာ40ကျော်ပါဝင်ပြသသွားဖို့ရှိနေပါတယ်။လေးရကြကျင်းပမဲ့ဒီရုပ်ရှင်ပွဲတော်ဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ opening film အနေနဲ့ Twilight Over ဘာမှရုပ်ရှင်ဇာတ်ကားကို ပြသဖို့စီစဉ်ထားခဲ့ပေမဲ့ပြသခွင့်မရခဲ့ပါဘူးဒီကိစ္စနဲ့ပတ်သက်လို့ရုပ်ရှင်ပွဲတော်ရဲ့ဒါရိုက်တာမင်းထိန်ကိုကိုကြီးကအခုလိုပြောပြခဲ့ပါတယ်ကញ្ញဝင်းကြီးဌာနကိုကျေးဇူးတင်ရမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံရဲ့အစိုးရအသစ်ပေါ့နော်။ဟိုကျွန်တော်တို့ဟိုပွဲမှာမမှုမြတ်ပြော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 သွားသလိုပါပဲ။ကျွန်တော်တို့က အစိုးရအသည့်ဆိုပေမဲ့လူဟောင်းနေနဲ့ဒီလုံနေရတယ်လူဟောင်းတွေကိုပဲဆက်ဆံနေရတယ်လူလောင်းလူဟောင်းတွေရဲ့အဆုံးမြတ်ကိုခံယူနေရတယ်ဆိုတဲ့ဟာကိုပြည်ညာရေးဝန်ကြီးဌာနကချင်းချင်းရှားရှားပြလိုက်တယ်လို့မြင်ပါတယ်ကျေးဇူးတင်ပါတယ် Twilight Over ဘာမှရုပ်ရှင်ဇာတ်ကားဟာတက်မတော်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခွင့်မပြုခဲ့တာမို့ My Sense နဲ့ Vein မှမှတ်တမ်းရုပ်ရှင်နှစ်ကားကို opening film အနေနဲ့အစားထိုးပြသခဲ့ပါတယ် အခုကျွန်တော်တို့ဖွင့်ပွဲမှာပြသမယ်ဟိုဟာပေါ့ trailer ဟိုဘာမှဆိုတဲ့ကားလေးကတော့ဟိုဟာကျွန်တော်တို့ပြသခွင့်ပိတ်ခံရပါတယ်ဆိုတော့အဲ့ကတကယ်တော့ documentary မှတ်တမ်းရုပ်ရှင်မဟုတ်ပါဘူး feature film ပေါ့ဇာတ်လမ်းရုပ်ရှင်အဲ့အဲ့ဒါကျွန်တော်တို့ဒီ opening မှာပြမယ်ဆိုပြီးစဉ်းစားတင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံးအချိန်မှာပေါ့ကျွန်တော်တို့သိလိုက်ရတာမနေ့ကပဲကျွန်တော်တို့သိရပါတယ်အာဒီ camera ရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့ခန်းတွေပါတဲ့အတွက်ကျွန်တော်တို့ပြသရင်မသိမအောင်ဆိုပြီးမချက်ပေးလိုက်ပါတယ်ဒါကျွန်တော်တို့ပြသခဲ့မရခဲ့ပါဘူး ဆိုတော့ private over bomber ဆိုတော့အဲ့ဒီညွှန်ရှင်ကားကိုဟလာပြတ်တက်မပေးတဲ့အချိန်တွေဟာတနည်းအားဖြင့်ပြောမယ်ဆိုလို့ချင်းဒါကျွန်တော်တို့ဟိုဒီမိုကရေစီနဲ့လူ့ခွင့်ရေးအစိုးရတစ်ခုဟလာပြည်ပြည်စုံစုံကျွန်တော်တို့ဆီမှာမရှိသေးဘူးဆိုတဲ့အတွက်2023ခုနှစ်ကလေးကစတင်ကျင်းပနေတဲ့ဒီရုပ်ရှင်ပွဲတော်ကိုလူကုန်သိက္ခာရုပ်ရှင်သိပ္ပံကနေဦးစီးကျင်းပနေတာဖြစ်ပြီးတော့၃နှစ်အတွင်းမှာ ပြိသက်ရှစ်တောင်းကျော်တက်ရောက်ကြီးရှုခဲ့ကြတာဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံတွေထဲမှာအကြီးဆုံးလူခွင့်ရရုပ်ရှင်ပွဲတော်တစ်ခုအဖြစ်တင်စားလို့ရတဲ့ဒီရုပ်ရှင်ပွဲတော်ကိုလာရှိုတောင်ကုတ်ညကြီးနာဘဝဲစတဲ့မြန်မာနိုင်ငံအနှံ့ကဒေသအသီးသီးမှာပါအောင်မြင်စွာကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လူခွင့်ရေးချိုးဖောက်ခံရတာတွေကိုတန်ချက်နဲ့ပြောကြတာပေါ့။နော်အစိုးရရဲ့ဖိနှိပ်မှုတွေမကောင်းမှုတွေကောင်းမှုတွေပြည်သူလူထုရဲ့အခက်အခဲတွေကိုတန်ချက်နဲ့တင်ပြကြတယ်ဆိုတော့ဟိုဒလိထုံးစံလေးပေါ့အဲ့ဒါမြမရင်ကျင်းမှုမှာရှိတယ်အမွေနှစ်တခုအနေနဲ့ရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပြန်တင်ပြတာပေါ့ရုပ်ရှင်အနေနဲ့